အားလုံးမင်္ဂလာပါကျွန်တော်ချက်စစ်ဖို့ရောနဲ့ပြန်လဲကြိုဆိုပါရစေကျွန်တော်ဒီနေ့ကတော့ကိုပါမရဲ့ injury update တင်နေတခြားသောကစားသမားတွေဗန်လီနဲ့ပွဲမှာပြန်လဲပါဝင်လာမယ်ဆိုတဲ့သတင်းကိုညီကိုရောနဲ့တူတူတာပြောသွားခြင်းနဲ့ပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့ဒီပထိုနတိုပေါ့နော်ပထိုနတိုကတော့ဒီပြီးခဲ့တဲ့ဝူဘန်နဲ့ပွဲစဉ်မှာအသေးစားတရားရပြီးတော့ထွက်သွားရတယ်ဆိုတော့ international break ကိုရောက်လာတဲ့အနေအထားမျိုးမှာနိုင်ငံအသင်းကလည်းပြီးတော့နှုတ်ထွက်လိုက်တယ်ပေါ့နော် ချက်စီရဲ့အသိမှာပဲ recovery time ပြန်ယူပြီးတော့သူ့အနေနဲ့စူးစမ်းနေတယ်။လက်ရှိချိန်မှာဆိုရင်တော့သူဟာ fully fit ဖြစ်ပြီးသူ training မှာလည်းအပြည့်အဝပါဝင်ပြီဆိုပြီးတော့တွေးရတယ်။ဆိုတော့ဘလင်းနဲ့ပွဲမတိုင်ခင်မှာပြန်လည်ပါဝင်လာတာဖြစ်လို့ဘလင်းနဲ့ပွဲမှာတော့သူ့အနေနဲ့အကောင်းဆုံးအနေထားကိုရောက်ပြီဆိုပြီးတော့တည်င်းနေမှာတော့တွေးရတယ်ပေါ့နော်။ဆိုတော့ဒါကတော့ Patronato ရဲ့နောက်ဆုံး update တည်င်းဖြစ်တဲ့ဘလင်းနဲ့ပွဲမှာတော့တေချာပေါက်ပြန်လည်ပါဝင်လာလိမ့်မယ်။ဆိုတော့နောက်တစ်ယောက်ကဘယ်သူလဲဆိုတော့ Benoit Barriashi ဖြစ်တယ်ပေါ့နော်။ ဒီကသမာကိုပြောရမယ်ဆိုရင်လည်းနည်းနည်းတော့ဟိုရင်လေးစရာပေါ့နော်ဒီကမကဒရန်ရသွားလိုက်ဟိုပြန်ကောင်းလာလိုက်ပေါ့နော်လာဗီယာနဲ့မချားတဲ့ကသမာတရားဖြစ်တယ်ဒါပေမဲ့ချက်စီဘက်ကဒီကသမာကိုတိတ်ကြိုက်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုအဇူမာရက်စကာခင်ချင်းနေတဲ့ပလန်ပေါ့နော်နောက်ကနေပြီးတော့ဖက်ဒက်တေပြီးတော့ကစားတဲ့ပုံစံနဲ့ဒီလက်ရှိ ဘန်နွိုင်းပါရီယာရှီရဲ့ကစားပုံတွေကတော်တော်အံဝင်ခွင့်ချဖြစ်တယ်လို့ပြောလို့ရတယ်။ဆိုဒီလက်ပိုင်းကိုဝဲမပါတဲ့အခါမှာသူ့နေရာကိုအစားထိုးဖို့လို့ပြောရင်ဒီကမ္ဘာကလွယ်လို့မရှိဘူးပေါ့နော်။ဒီကမ္ဘာက defensive အရှင်တော့နဲတယ်ဒါပေမဲ့ ball playing defender type ဖြစ်တာကြောင့်မို့ Chelsea နဲ့တော့လက်ရှိအနေထားရအံဝင်တဲ့သဘောမျိုးကိုတွေ့ရတယ်။ဒါကြောင့်မို့အသင်းဘက်ကဒီကမ္ဘာဒဏ်ရာရနေတဲ့ တိုင်အောင်ထိမ့်သိမ်းထားတာမျိုးတွေတော့တွေးနေရတယ်ဆိုတော့လက်ရှိအချိန်မှာဆိုရင်တော့ဒီအမကလည်းထွေးနေမှာပြန်လဲပောင်းဝင်လာပြီဘန်လင်းနယ်ပွဲမှာပြန်လဲပောင်းဝင်လာမလားဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်တယ်ပေါ့နော်နောက်ထပ်တန်ရရနေတဲ့ကစားသမားကတော့ဂျမီကစ်တန်ဖြစ်တယ်ပေါ့နော်ဂျမီကစ်တန်က international ပရိတ်မှာအင်္ဂလန်တဲ့ under 21ပွဲစဉ်မှာသူရှင်ပြိုင်ခဲ့တယ်ပေါ့နော်ဒီအိုင်ယာလန်နဲ့ပွဲစဉ်မှာရှင်ပြိုင်ခဲ့ပြီးမှဒဏ်ရာအသေးစားဒဏ်ရာရတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ဆုံးအထိတ်သတင်းကတော့ဒီကမ္ဘာရဲ့ဒဏ်ရာကမပြောပါလောက်ဘူး minor ပဲဖြစ်တယ်ဆိုပြီးတော့တွေးရတယ်ဒါကြောင့်မို့ဒီဘန်လင်းရဲ့ပွဲမှာတော့ပြန်လည်ပါဝင်လာဖို့ရှိနေတယ်နောက်ထပ်ကစားသမားတစ်ယောက်ကတော့ Dario Asuko ဖြစ်တယ်ပေါ့နော် Dario Asuko ကတော့ပြီးခဲ့တဲ့ ဒါ international break ပေါ့နော်ဒီ international break မဟုတ်ဘဲပြီးခဲ့တဲ့ international break တုန်းကဒီနိုင်ငံဖွဲ့အတွက်သွားကစားရင်းနဲ့ဒါခွဆိတ်တရာအထိရခဲ့တဲ့အနေအထားမျိုးဖြစ်တယ်ဆိုတော့ခွဆိတ်တရာနဲ့စီးရုံပေါ်မှာအနာယူနေရကနေပြီးတော့လက်ရှိချိန်မှာဆိုရင်တော့ပြန်လည်ပါဝင်လာဖို့မရှိသေးဘဲနဲ့ဘယ်လိုပြောမလဲလာမယ့်ဇန်နဝါရီမှာတော့ပြန်လည်ပါဝင်လာဖို့ရှိတယ်ဆိုပြီးတော့နောက်ဆုံးအတိတ်သတင်းရသိရတယ်ပေါ့နော်ဆိုတော့ဒီရမရှိခြင်းမရှိခြင်းကကျွန်တော်အသိမှရေးမကြည့်ဘူးလို့ထင်ရပေမဲ့ပေါ့နော်ဒီ WhatsApp ကန်စီတိုရဲ့နေရာကို ရဲ့စားထိုးနိုင်တာဆိုလို့ဒီကသမားပဲရှိတယ်လို့ပြောလို့ရတယ်ဆိုတော့ဒီအန်ရစ်ဆန်တိုတို့ကလည်းဒီနေရာကိုအစားမထိုးနိုင်တယ်လို့ဂျန်နေကသမားတွေကလည်းဝက်ဆက်ကန်ဆူရိုးနေရာကိုတိုက်ရိုက်စားထိုးဖို့ကမဖြစ်နိုင်ဘူးလို့ပြောလို့ရတယ်ပေါ့နော်ဒါကြောင့်ဒါမျိုးအစကိုပြန်လာမယ်ဆိုတဲ့သတင်းကတော့ကျွန်တော်တို့အတွက်သတင်းကောင်းဖြစ်တယ်လို့ပြောနိုင်တယ်ဆိုတော့နောက်ဆုံးအနေနဲ့ကိုပါမားရဲ့အတိတ်သတင်းကိုကျွန်တော်တို့ပြောရအောင်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကိုပါမားကပြီးခဲ့တဲ့စက်တင်ဘာလမှာမန်ချက်စတာယူနိုက်တက်ကိုရှုံးခဲ့တဲ့ပွဲစဉ် ပြီးတဲ့အခါမှာထရရသွားရကနေပြီးတော့လက်ရှိအခြေတည်ချက်စီးသွင်းတဲ့ပါဝင်ကစားခြင်းမရှိတော့ဘူးပေါ့နော်စက်တင်ဘာအောက်တိုဘာနိုဝင်ဘာဆိုတော့ကျွန်တော်တို့3လတောင်ရှိနေပြီဆိုတော့ဒီကမှဘယ်လောက်ရေးကြည့်လဲဆိုတော့ကျွန်တော်ပရိသတ်တွေလည်းတည်တယ်အတင်းပိုင်ရှင်တွေလည်းတည်တယ်ဒီပြမာစကာကလည်းတည်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အတင်းတွေကတော့အမှန်တမ်းပြောရင်ထိုးနှက်ချက်ကြီးတယ်လို့ပြောလို့ရတယ်ဆိုတော့ဒီလိုပြောရင်တော့ငါတို့အတင်းနေလက်ရှိအချိန်မှာအဆင့်3ရောက်နေတာပဲ ဘာပြဿနာရှိလဲလို့တော့ပြောစရာရှိတယ်ဗောနော်ဒါပေမဲ့ကုပမမပါခြင်းက ျွန်တော်အသင်းကိုအများကြီးထိုးနှက်ချက်ရှိတယ်ကိုပမမပါတော့မှအစင်သုံးရောက်နေတယ်ဆိုရင်ကိုပမပါမယ်ဆိုရင်ကျွန်တော်တို့အသေးနေနဲ့တိုက်တဲကို challenge လုပ်နိုင်မလားဆိုတော့ကျွန်တော်မပြောနိုင်ဘူးအဲကျွန်တော်ပြောစရာအခြေကတော့မင်းနောက်တန်းကဟိုဘယ်လိုပြောမလဲဒီလောက်ပေါက်နေတာဘယ်လိုလုပ်တိုက်တဲကို challenge လုပ်မှာလဲလို့ပြောစရာရှိတယ်ပေါ့နော်ဒါပေမဲ့တချို့ပွဲစဉ်တွေကနောက်တန်းအမားဆိုရင်မဲ့ဒါကိုပမပါလာတယ်ဆိုရင်ဒီလိုအခြေအနေဖြစ်ပါမလားဆိုတော့ကျွန်တော်တို့မပြောနိုင်ဘူး ဒါပြီးခဲ့တဲ့ဒီ Brighton ကိုရှုံးခဲ့တဲ့ပွဲစဉ်မှာဆိုရင်လည်းတယောက်ထုတ်ခံလို့ရှုံးတာဖြစ်ပေမဲ့လည်းကိုပမပါမယ်ဆိုရင်တယောက်ထုတ်ခံပါမလားတယောက်ထုတ်ခံရတဲ့အချိန်ကြီးရောက်ပါမလားဆိုကျွန်တော်တို့မပြောနိုင်ဘူးပြီးတော့ဆန္ဒလန်းတဲ့ပွဲစဉ်မှာဆိုရင်လည်းဒီကိုပမကိုကျွန်တော်တို့လုံးဝကိုအမရနိုင်လိမ့်မယ်ဆိုတော့လိုဘလစတက်ကိုအန်လောလုံနိုင်တဲ့ကသာသမားကကိုပမကလွဲလို့ချက်စီးမှာမရှိဘူးလက်ရှိချိန်မှာ SC ဘောင်ရှိနေတယ်လို့ပြောလို့ရပါပေမဲ့ SC ဘောင်ကလည်းဘယ်လိုလဲသူ့ရဲ့အတွေ့အကြုံ ဝါရဒီလိုလုပ်ဖို့ ਆ တော့နည်းနည်းခင်းရင်းနေတဲ့ပုံစံမျိုးကိုရှိနေသေးတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီလိုပွဲစဉ်တွေမှာဆိုရင်ကိုပါမကိုတိတ်ပြီးတော့တတိယတယ်လို့ပြောလို့ရတယ်ဆိုတော့တချို့ရုံးကန်ရတဲ့ပွဲစဉ်တွေမှာဆိုရင်ကိုပါမပါမယ်ဆိုရင်တတောင်းတတနိုင်သွားမယ်လို့ဒီလိုလဲဒါတွေးမိမှာပဲကျွန်တော်ကိုယ်တိုင်လည်းဒီလိုမျိုးတွေးမိတယ်ဆိုတော့လက်ရှိအချိန်မှာဆိုရင်တော့ကိုပါမကဒီဘာစီလိုနာနဲ့ပွဲပေါ့နော်ချန်ပီယံလိဘာစီလိုနာနဲ့ပွဲစဉ်ကိုပြန်လဲပါဝင်လာဖို့ဟိုဖုတ်ကတ်ထားနေတယ်ချက်စီဘက်ကလည်း ဒီလိုမျိုး post လုပ်နေတယ်ဆိုပြီးတော့တွေးရတယ်ပေါ့နော်အဓိကကတော့ဒီလက်ရှိ Champions League မှာကံမဲ့ Barcelona ရဲ့ပွဲစဉ်ရဲ့ပြီးတော့ Premier League မှာကံမဲ့ Arsenal နဲ့ပွဲစဉ်ရဲ့ပေါ့နော်ဒီပွဲစဉ်နဲ့ပွဲကို Chelsea ဘက်ကလုံအောင်ဖုကတ်ထားနေတာကိုတွေးရတယ်ဒီကိုပါမောက်ကိုလည်းဒီပွဲစဉ်နဲ့ပွဲကိုပြန်လည်ပါဝင်နိုင်မှုစွမ်းကိုစူးစမ်းနေတယ်ဆိုပြီးတော့တည်င်းနေမှာတော့တွေးရတယ်ပေါ့နော်ဆိုကိုပါမောက်ကိုယ်တိုင်ကလည်းအသင်းရဲ့ပြည်သက်တွေကိုလွမ်းနေပြီဆိုပြီးတော့ပြီးခဲ့တဲ့ Instagram ပို့မာတာတွေးခဲ့ရတယ်ပေါ့နော်ဆိုကိုမမကိုတိုင်းကလည်းဘယ်လိုပြောမလဲအသေးစားလေးချိန်ကနေကိုသူကိုယ်တိုင်းတျောက်ထဲလုပ်နေတာမျိုးတွေဆိုရှယ်မီဒီယာမှာဆိုရင်ကျွန်တော်တို့တွေးနေရတယ်ဆိုကိုမမပါလာမယ်ဆိုရင်ကျွန်တော်တို့အတင်းနေတယ်ဘလောက်ကောင်းနိုင်မလဲဆိုတဲ့အတွေ့အမျိုးကျွန်တော်မှာတော့ရှိတယ်ဒီကိုတို့တော့ဘလို့မြင်လဲတော့မသိဘူးပေါ့နော်ကိုမမပါလာမယ်ဆိုရင်ကျွန်တော်တို့အတင်းနေတယ်နောက်တန်းမှာအရန်အားနေနေတဲ့ဟာတွေကိုလည်းတချို့အပိုင်းတွေမှာကာပါပေးနိုင်မယ်လို့ကျွန်တော်မြင်တယ်ပေါ့နော် နောက်တစ်ခုအနေနဲ့ဘာလို့အကောင်းသွားစေမလဲဆိုရင်တိုက်စစ်မှာတိတ်ပြီးရောဟိုဂိုးရတာနဲနေတဲ့ဒီလက်ရှိလီယန်ဒီလက်တို့ဂျောက်ပထိုတို့ကိုလည်းအထောက်ပံ့အများကြီးပြုနိုင်လိမ့်မယ်ဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်အသင်းမှာကိုပေါ်မမပါခြင်းကကွန်းလေ creative player ပျောက်နေတယ်ဆိုတာအာပွဲကြီးတဲ့လူတိုင်းသိရဗျာဒီကမှမပါတဲ့ခါမှာတိုက်စစ်မှာဂျောက်ပထိုကအထူးသဖြင့်ဂျောက်ပထိုကလုံးဝကိုရုံးကန်နေရတယ်သူ့ကိုဖန်တီးပေးနိုင်မယ်ဘယ်လိုပြောမလဲကစားသမားကမရှိနေဘူးဒါကြောင့်မို့သူ့အနေနဲ့နံပါတ်10ကိုဆင်းပြီးတော့ ကစားရတဲ့အခါမှာသူကိုယ်တိုင်လည်း isolate ဖြစ်ပြီးတော့ဖက်သေးရဲ့ဒီ between the line နေကြားမှာပေါ့နော်တော်တော်ရုံးကန်နေရတဲ့အနေအထားမျိုးဖြစ်တယ်ဆိုတော့ဘသူနဲ့မှလည်းအချိန်ဆက်မမီတဲ့အနေအထားမျိုးဒါကူပါမနဲ့အများကြီးဆိုင်တယ်လို့ပြောလို့ရတယ်နေပြအနေနဲ့တခြားသော plan တွေခင်းချင်းပေမဲ့လည်းကူပါမမပါခြင်းပါခြင်းကဒီအခြေအနေတွေကိုကျွန်တော်တို့ဖြစ်စေတယ်လို့ကျွန်တော်ကတော့ယူဆတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ကတော့ကူပါမကိုအရန်မျှော်လင့်တယ်နောက်ပြီးတော့ဒီ အစရိပောင်နဲ့တွဲကစားမဲ့အချိန်ကိုလည်းကျွန်တော်မဆောင်နိုင်အောင်ပဲပေါ့နော်။ဆိုတော့အစရိပောင်ကလည်းလက်ရှိချိန်မှာတော်တော်လေးတောက်ပနေတဲ့အနေအထားမျိုးမှာကိုပါမပါလာမယ်ဆိုရင်အစရိပောင်နဲ့ဒီအသင်းရဲ့တိုက်စစ်ကပို့ပြီးတော့မြိုင်လာမယ်ပြီးတော့ low blow set တွေကိုအန်လို့လောက်ရမှာဒီလမ်းမှာ၂ယောက်ရဲ့အင်အားနဲ့ဆိုရင်ပို့ပြီးတော့ထိရောက်မယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဒါကြောင့်မို့ဒါကိုပါမားကိုကျွန်တော်အရန်မျှော်လင့်နေတယ်တတိယရတယ်ပေါ့နော်ဆိုတော့ တရှိအချိန်မှာဆိုရင်တော့သူလည်းအကောင်းဆုံးစူးစမ်းနေပေမဲ့လည်းဒီလာမဲ့ဒီဇင်ဘာလဆန်းလောက်မှာပြန်လည်ပါဝင်မယ်ဆိုတဲ့သတင်းတွေလည်းထွက်ရတယ်ပေါ့နော်ဒါပေမဲ့နောက်ဆုံးအဲ့ဒီသတင်းတွေရဆိုရင်တော့ချက်စီကဘာစီလိုနာနဲ့ပွဲတွေသူ့ကိုဒါဖိဖိအောင်အများဆုံးစူးစမ်းနေတယ်ဆိုပြီးတော့တွေ့ရတယ်ဆိုတော့ညီကတို့ဘယ်လိုမြင်လဲပေါ့နော်ဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့ညီကတို့အမြင်လေးတွေခန်းစားချက်လေးတွေပြောတော့ကြပါဦးအားလုံးကျေးဇူးတင်ပါတယ်ညီကတို့နောက်ပြောင်းမှပြန်တွေ့ပါမယ်